ထိုင်းဝန်ကြီးချုပ်အပေါ်အယုံကြည်မရှိအဆိုးရှုံးနေထိုင်းဝန်ကြီးချုပ်ပေထောင်တန်းရှင်နာဝထရရဲ့ခေါင်းဆောင်မှုစံသက်ချက်တစ်ခုဖြင့်လွတ်တော်အတွင်းအယုံကြည်မရှိအဆိုးမဲခွဲဆုံးဖြတ်ခဲ့ရာအဆိုးမှာရှုံးနေသွားခဲ့တယ်လို့သိရပါတယ်အဆိုးရရဲ့မူဝါဒရေးရာတွေမှာပေထောင်တန်းရဲ့ဖခင်ဖြစ်သူထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ရှင်နာဝရဲ့လွှမ်းမိုးမှုတွေနဲ့ပတ်သက်လို့အတိုက်ခံတွေကအယုံကြည်မရှိအဆိုးတင်သွင်းခဲ့တာပါ အလုပ်တော်အမတ်တွေကအယုံကြည်မရှိအဆိုကိုထောက်ခံမဲ319မဲ၊ကန့်ကွက်မဲ162မဲနဲ့ကြားနေမဲ9မဲပေးခဲ့ပါတယ်။ရလကြောင်ပျော်ရွှင်မိပြီးအဆိုပြုတ်ချက်မဲခွဲမှုမှာပါဝင်တဲ့လွတ်တော်အမတ်တွေကိုကျေးဇူးတင်တယ်လို့ပေချောင်းတန်ကပြောပါတယ်။တိုက်ခဲအမတ်တွေကပေချောင်းတန်းရဲ့ခေါင်းဆောင်မှုဆွမ်းရည်တွေအထူးသဖြင့်သူ့ရဲ့စီးပွားရေးဗဟုသုတတွေကိုဝေဖန်မှုယုံကြည်မရှိအစိုးတင်သွင်းမှုကိုအတုံးချခဲ့တာပါ။ အစိုးရဖွဲ့မှတရားဝင်အခန်းကဏ္ဍမရှိတဲ့တက်ဆင်ရဲ့ဩစာလွှမ်းမိုးမှုအောက်ထိုင်းအစိုးရကရှိနေတယ်လို့အတိုက်အခံတွေကဆိုးဆွဲခဲ့ပါတယ်။အစိုးရဆိုးဆွဲချက်တွေကိုပေချောင်းတန်းကပယ်ချခဲ့ပြီးသူဟာတစုံတူဦးရဲ့ဩစာလွှမ်းမိုးမှုခံရသူမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတယ်။သူကဝန်ကြီးချုပ်ရာထူးမှနှုတ်ထွက်ဖို့တောင်းဆိုတဲ့ဆန္ဒပြပွဲတွေရှိနေပြီးလွတ်တော်အတွင်မှာလူတိုင်းအဲ့လိုလှုပ်ဆောင်ခွင့်ရှိတယ်လို့၎င်းကလွတ်တော်မှာပြောကြားခဲ့ပါတယ်။ ်ဩဂုတ်လမှာဝန်ကြီးချုပ်ရာဒုစတင်တာဝန်ယူပြီးနောက်ပိုင်းသူရဲ့စွမ်းဆောင်ရည်အထင်ကြီးစရာမရှိဘူးလို့ပြီးခဲ့တဲ့လအတွင်းအစိုးရဖွဲ့စည်းတစ်ခုကလုံဆောင်တဲ့စစ်တမ်းတစ်ခုကပြသခဲ့ပါတယ်။စစ်တမ်းကိုဖြေချောင်းသူတွေရဲ့ထက်ဝဲကျော်ကပေထောင်တန်းရဲ့စွမ်းဆောင်ရည်ကိုအားမရဘူးလို့ဆိုပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။